မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ရန်ကုန်တိုင်းမင်္ဂလာတို့မြို့နယ်နဲ့မြောက်ကလာပါမြို့နယ်အဆက်မှာရှိတဲ့အောင်မင်္ဂလာဝေးပြေကွင်းရှိညနေချင်းဆိုင်မှာရှိတဲ့ရန်ကုန်စစ်ထောက်လမ်းရေးရုံးချုပ်ကိုအစစ်အမြစ်တာဝေးပြစ် short တိုက်ဒုံးနဲ့ပြစ်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဧပြီလ6ရက်နေ့ည9:08မိနစ်အချိန်ကရန်ကုန်မှာရှိတဲ့စစ်ကောင်စီရဲ့စစ်ထောက်လမ်းရဲရုံးချုပ်ကိုတာဝေးပစ် short တိုက်ဒုံးနဲ့ပြစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်အဲ့ဒီ mission ကိုမြို့ပြအထူးတပ်ဖွဲ့ USF Shadow SAF တပ်ဖွဲ့နဲ့အတူ Brave Warriors for Myanmar BWM အဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါစစ်ထောက်လမ်းရဲရုံးချုပ်ကိုအစစ်မြစ်တာဝေးပစ် short တိုက်ဒုံးသုံးလုံးနဲ့ပြစ်ခတ်ခဲ့ပါတယ်လို့မြို့ပြအထူးတပ်ဖွဲ့ USF ကတာဝန်ရှိသူတို့ကရှင်းပြထားပါဗါ၎င်းတိုက်ခိုက်မှုကြောင့် area အတွင်းမှာထိခိုက်ပျက်စီးတိုက်ဆုံမှုတွေရှိနိုင်တယ်လို့သိရပြီးတော့ဒေသခံပြည်သူတွေရဲ့အဆိုအရဆေးရုံကားတွေရောက်ရှိလာပြီးတော့တပ်တွင်းတွေကိုဝင်ရောက်သွားတယ်လို့သိရပါတယ်စစ်ထောက်လမ်းရဲ့ရုံးချုပ်ကိုတိုက်ခိုက်ရခြင်းဟာအကြမ်းဖက်စစ်ကောင်စီကပြည်သူတွေစီကနေပြီးတော့မတရားသိမ်းဆီးထားတဲ့ပျက်စီးဥစ္စာတွေကိုထောက်လမ်းရဲ့ရုံးချုပ်အတွင်းမှာထားရှိပြီးတော့စစ်တပ်အမြီပေါင်းနဲ့ပြန်လည်ရောင်းချနေမှုကြောင့် စီရေးအရာရေးပါတဲ့ပြင်မှတ်အဖြစ်နဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မနေ့ညက9နာရီ15မိနစ်လောက်မှာအောင်မင်္ဂလာဝေးပြေးခွဲမြန်မာချင်းဆိုင်စစ်တပ်ဝန်ထမ်းမှာဘုံပေါက်တယ်။ဘုံပေါက်တဲ့အကြေကြီးကြားလိုက်ရတယ်။ဘုံနှလုံးက3မိနစ်ချားတခါလောက်ကိုပေါက်တာ။ဘုံပေါက်ပြီးတော့ရေဝေးတုတ်တန်အဝင်လမ်းရက်ကွက်ထိတ်မှာ double cut နှစ်စီးအရက်ဝက်စစ်တပ်ရဲဌာနပေါင်းစုံအကုန်အစုံပဲလမ်းလျှောက်တဲ့သူတွေစပိန်စီးတဲ့သူတွေအကုန်လုံးကိုဖုန်းနေစစ်တယ်လို့ဒေသခံပြည်သူတူကပြောဆိုခဲ့ပါတယ်။ မင်းညကဘုံပေါက်ပြီးတဲ့နောက်မှာမြောက်ကလာလမ်းမပေါ်အဝေးပြေးကားဝဲမရောက်မီနေရာကနေပြီးတော့ကန်တာယာပန်းချာနားအထိကိုစစ်ကောင်စီကလူများကားများကိုပိတ်ဆို့ဆစ်ဆီးခဲ့တယ်လို့သိရပါတယ်။ဒီကနေ့မနက်ပိုင်းအထိကိုမြောက်ကလာပန်းမြို့နယ်မင်္ဂလာတို့မြို့နယ်နဲ့အောင်မင်္ဂလာအဝေးပြေးဝဲအနီးကိုစစ်ကောင်စီကဆက်လက်ပိတ်ဆို့ဆစ်ဆီးလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ထိုင်းနိုင်ငံနဲ့စစ်ကောင်စီတို့ရဲ့ညှိနှိုင်းမှုအရာ မြောက်ရီမြို့မှာပိတ်မိနေတဲ့စစ်တပ်များဝန်ထမ်းများနဲ့တပ်မိသားစုဝင်များအားလုံးကိုမဲဆောက်ကနေတဆက်ရန်ကုန်ကိုလေရင်နဲ့ခေါ်ဆောင်မှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ MNA မြန်မာအမျိုးသားလေချောင်းလိုင်းရဲ့လေရင်တွေမနက်ဖန်ကစပြီးတော့မဲဆောက်အပြည်ပြည်ဆိုင်ရာလေစိတ်မှာဆင်းဖို့ရှိပါတယ်လောလောဆယ်၃ရက်ရန်ကုန်မဲဆောက်အသွားပြန်စီစဉ်ထားပါတယ်နှစ်နိုင်ငံရဲ့စီမံမှုပါလို့မြန်မာအမျိုးသားလေချောင်းလိုင်းရဲ့ထိတ်တန့်အရာရှိကြီးတဦးကအတည်ပြုပြောဆိုထားပါတယ်ဒါပေမဲ့မဲဆောက်ရန်ကုန်ပြန်တမ်းမဲ့အကြောင်းအရာကိုတော့ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ဘူးလို့သိရပါတယ် MNA မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ခရီးသည်ရန်နဲ့ချီပြီးတော့ဆန့်တဲ့လေရင်ကြီးတွေကမဲဆောက်အပြေးပြေးဆိုင်ရာလေစိတ်ကို AP လ၈ရက်နေ့ကနေ AP လ၁၀ရက်နေ့အထိအသွားပြန်၃ရက်တိတိခရီးစဉ်များကိုပြန်တမ်းမှဖြစ်ပြီးတော့အခုလိုမျိုးအရေးပေါ်ပြန်တမ်းမှုအတွက်ထိုင်းနိုင်ငံနဲ့မြန်မာစစ်ကောင်စီတို့ကြားမှာအပြန်အလှန်အရေးပေါ်ညှိနှိုင်းမှုတွေဆောင်ရွက်ပြီးစီးခဲ့တယ်လို့သိရပါတယ်။ဒါကြောင့် MNA လေရင်များပြန်တမ်းရေးလေရင်ဝန်ထမ်းများရွေးချယ်ရေးများကိုကြိုတင်ဆောင်ရွက်ထားပြီးဖြစ်တယ်လို့၎င်းကပြောဆိုခဲ့ပါတယ်။နေပြည်တော်စစ်ဘက်တရင်အရေးမြစ်ကတော့ မဲဆောက်ရန်ကုန်လေရင်ပြန်သားမှုဟာပိတ်မိနေတဲ့စစ်ကောင်စီဝန်ထမ်းများကိုပြန်လည်ခေါ်ယူရေးအတွက်သာတရှိထားပြီးတော့နှစ်ဖက်ညှိနှိုင်းမှုတွေအရအစီအစဉ်တွေအပြောင်းလဲရှိနိုင်တယ်လို့သိရပါဗျ။စစ်ကောင်စီနဲ့ထိုင်းအစိုးရကြားမှာအရေးပေါ်ညှိနှိုင်းရေးလမ်းကြောင်းများဖွင့်လှစ်ထားရကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဒေသကြီးကစစ်ကောင်စီရဲ့ကာကွယ်ရေးနဲ့စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကပ္ပဆ21ကိုအေပီလ6ရက်နေ့မနက်အစောပိုင်းကတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ၎င်းတိုက်ခိုက်မှုကြောင့်လေရင်ဘုံသီးတွေထုတ်လုတဲ့ကုံချမ်းတူလောင်ယုံ၃ခုကိုထိမှန်ခဲ့ပြီးတော့စစ်ကောင်စီအများပြားလဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုတိမ့်ငတ်နဲ့စိတ်ဖြူတော်လိုင်းတအူစလင်းပြည်သူကာကွယ်တပ်ဖွဲ့နဲ့ဒေသခံကာကွယ်တပ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာကပ္ပစ21ဘက်ကိုစစ်ကောင်စီရဲ့စစ်ကား၁၀စီးထပ်မံရောက်ရှိလာတယ်လို့တိမ့်ငတ်နဲ့စိတ်ဖြူတော်လိုင်းတအူကသူ့ရဲ့ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြိုင်မြို့ပေါ်ကိုထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဧပြီလ9ရက်နေ့မနက်9နာရီခွဲအချိန်မှာအင်အား60ခန်းနဲ့မြိုင်မြို့ကနေစစ်မှုနှစ်ဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုဝယုံစဲအနီးအရောက်မှာအသင့်ထောင်ထားတဲ့မိုင်းနေနဲ့မိုင်းဆွဲတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီးအများထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ တေဆုံးထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကိုမြိုင်မြို့အတွင်းကိုပြန်တယ်သွားတယ်လို့သိရပါတယ်မြိုင်မြို့ဘက်ကနေစစ်မှုနှစ်ဘက်ကိုဥတီလာတာဝယုံဆယ်မှာဗျကျွန်တော်တို့မိုင်းထောင်ထားတဲ့နေရာကိုရောက်လာတာအဲ့ဒီနားမှာမိုင်းဆွဲလိုက်တာလေးကောင်ကတော့အသေးပဲကျန်တဲ့အများစုကတော့ဒဏ်ရာရပါတယ်အခုလက်ရှိအချိန်အထိတချို့ခွေးတွေကအနားတစ်ဝိုက်မှာပဲရှိနေသေးတယ်တချို့တစ်ဝက်ကတော့မြိုင်ထဲကိုပြန်ဝင်သွားတယ်တေသွားတဲ့မသားတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုတော့မြိုင်ထဲကိုတဲသွားတယ်လို့ Ghost of Enemies GOE တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုလာပါတယ်။၎င်းတိုက်ခိုက်မှုကို Ghost of Enemies GOE တပ်ဖွဲ့ကရဲဘော်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့အထိကိမ့်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးမိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက်အနီးနားမှာရှိတဲ့လမ်းဘေးတဲအိမ်တွေကိုအကြမ်းဖက်စစ်ကောင်စီတွေကလှည့်ပတ်ပြီးမီးရှို့နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်တပ်တော် AA ကတိမ့်ပိုက်ထားတဲ့မြို့နယ်တွေကိုစစ်ကောင်စီကလေကြောင်းကနေပြီးတော့နေကောညပါမကျန်းဘုံကျဲတိုက်ခိုက်မှုတွေကြောင့်အရသာပြည်သူတွေဟာတေဆုံးမှုတွေမြင့်တက်လာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပလဝပုံနာကျောင်းကြောက်တော်မြောက်ဦးမင်းပြပောက်တော်မြေပုံရံပြရသေးတောင်တောင်ပြိုစတဲ့မြို့တွေကိုရခိုင်တပ်တော်အေကတိမ့်ပိုက်ထားပြီးတော့ကြံရှိနေတဲ့မြို့တွေကိုတော့ဒစိတ်တဒေသတိမ့်ပိုက်ထားတယ်လို့သိရပါဗါးအခုလိုမျိုးစေကောင်စီကဘုံကျဲတိုက်ခိုက်နေမှုကြောင့်အရသာပြည်သူတွေဟာနေ့စဉ်ရက်ဆက်တိမ်ဆုံမှုတွေမြင့်တက်လာနေပြီးတော့လက်ရှိအချိန်မှာလည်းပြည်သူတွေဟာထိတ်လန့်နေရပြီးတော့ကြီးလန့်စားစားဖြစ်နေရတယ်လို့မင်းပြဒေသခံတအုပ်ကပြောပြလာပါဗါး drone တွေ jet fighter လေယာဉ်တွေကနေညမကြံဝဲနေပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းကဆိုလို့ရှိရင်ငဆိုင်းရိုင်းချောင်းဘက်ကိုပေါင်900ရှိတဲ့ဘုံကျဲချခဲ့ပါတယ်၃ရောက်ထက်မနေသေးတယ်ပြီးတော့တာဒီမွတ်စလင်ကျေးရွာမှာဆိုရင်လည်းဘုံကျဲချသွားတာကျေးရွာကကလေးတွေပါမကျန်30နီးပါးသေးတယ်ကျမတို့ပြည်သူတွေကအခုဆိုရင်ထိတ်လန့်ကြောက်ရွံ့နေရပြီးတော့ကြီးလန့်စားစားဖြစ်နေရပါပြီဘယ်နဲ့ကိုယ်စီကိုအလှည့်ကျလာမလဲဆိုပြီးတွေးပြီးကြောက်နေရတယ်လို့ပြောဆိုခဲ့ပါတယ်။2023ခုနှစ်နိုဝင်ဘာလ23ရက်နေ့ကနေပြီးတော့2024ခုနှစ်မတ်လ21ရက်နေ့အထိရခိုင်ပြည်နယ်အတွင်းမှာဖြစ်တဲ့စစ်ပွဲတွေအတွင်းမှာ အပြစ်မဲ့တဲ့အယက်သားပြည်သူ189ဦးသေဆုံးခဲ့ရပြီးတော့သေဆုံးတဲ့189ဦးထဲမှာအမျိုးသမီး64ဦးနဲ့အမျိုးသား115ဦးတို့ပါဝင်တယ်လို့ ULAAA ရဲ့ HDCO က AP လ၄ရက်နေမှာထုတ်ပြန်ထားပါတယ်အဲ့ဒီအထက်မှာမင်းများမျိုးနဲ့ချိန်တောင်အုပ်စုတာရီမွတ်စလင်ကျေးရွာကိုစစ်ကောင်စီကမက်လ16ရက်နေ့မနက်တနားရီအချိန်မှာဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်မွတ်စလင်22ဦးတေဆုံးပြီးတော့15ဦးထက်မနည်းပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ အသက်30အရွယ်တာရီမွတ်စလင်ကျေးရွာကအမျိုးသမီးတဦးကကျမတို့ကတော့ရွာမှာမအိရဲတော့ပါဘူးရွာနဲ့ဝေးတဲ့နေရာဒီမှာပဲအိနေရတယ်လူတော်တော်များများဟာလေရွာထဲမှာမနေရဲကြတော့ဘူးလေနေတိုင်းလာပြီးတော့လေချောင်းကနေဘုံကျဲတာတွေ drone နဲ့ပစ်ချတာတွေလုပ်နေတော့ကိုမျက်စိရှိမှရင်တေသွားတဲ့လူတွေအများကြီးပဲအဲ့ဒါတွေကိုမြင်နေရတော့ဘေးလို့ရမှာသွားအိနေရတာပေါ့လို့ပြောဆိုခဲ့ပါဗျာ အလားတူပဲပြီးခဲ့တဲ့ AP လ2ရက်နေနဲ့3ရက်နေမနက်ပိုင်းတွေမှာမင်းများမျိုးနဲ့ငဆိုင်းရိုင်းချောင်းနဲ့မြေပုံမျိုးနဲ့ကန်းထောင်းကြီးကိုလည်းစစ်ကောင်စီကလေချောင်းကနေပြစ်ခတ်မှုကြောင့်အရဲသားပြည်သူ6ဦးသေဆုံးခဲ့ပြီးတော့18ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကအခုလိုမျိုးလုပ်ရက်တွေဟာရခိုင်ပြည်မှာရှိတဲ့အရဲသားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိလူမျိုးတုံးတတ်ဖြတ်နေခြင်းဖြစ်တယ်လို့ရခိုင်လူအခွင့်အရေးမြင့်တယ်သူများအဖွဲ့ရဲ့ဒါရိုက်တာဦးမြတ်ထွန်းကပြောပြခဲ့ပါတယ်စစ်ကောင်စီကရခိုင်မှာစစ်ရှုံးတာကိုဝန်ခံတာမရှိဘူး အေးအေးကြီးမှာဆင်ရှုံးတာကိုရှုံးမဲမဲပြီးတော့ရက်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကိုရည်ရွယ်ချက်ရှိရှိပစ်ခတ်တာတွေကိုတောက်လျှောက်လုပ်နေတယ်။ပေါင်300ရှိတဲ့ဘုံတွေပြီးတော့ပေါင်900ရှိတဲ့ဘုံတွေနဲ့ပစ်ချတယ်။ဒါကရည်ရွယ်ချက်ရှိရှိလူမျိုးတုံးတတ်ဖြတ်နေတာဖြစ်တယ်။ကျွန်တော်တို့ဒီမှာအထောက်ထားတွေအပြည့်စုံရှိပါတယ်။နိုင်ငံတကာကအေးအေးယူနိုင်တဲ့အထိကျွန်တော်တို့စောင့်ရွက်သွားမှာပါလို့ပြောဆိုခဲ့ပါတယ်။အာဏာသိမ်းပြီးတဲ့နောက်ပိုင်းရေဦးတော်လိုင်းရေးကာလအတွင်းမှာတည်ဆုံးခဲ့ရတဲ့ဒီမိုကရေစီလှုပ်ရှားသူများနဲ့ပြည်သူစုစုပေါင်းမှာ 4852ဦးရှိနေပြီဖြစ်ကြောင်းကိုနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က AP လ9ရက်နေ့မှာထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ဒါအပြင်ဖမ်းဆီးခံရတဲ့သူတွေဟာစုစုပေါင်း16483ဦးရှိလာပြီးတော့အဲ့ဒီထဲကမှ2330ဦးဟာထိမ့်သိမ်းခံရရဆဲဖြစ်ပြီးထိမ့်သိမ်းခံရတဲ့သူတွေထဲကမှ8908ဦးဟာထောင်ဒဏ်ချမှတ်ခံရရတယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာရေးသားဖော်ပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ကရဲတပ်သားတိုးပြေချမ်းသာဆိုသူဟာ G3 တနက်တလက်ကြီပေါက်တစ်ခုနဲ့၎င်းကြီ105တော့ဆက်လက်တနက်တလက်ဘောက်ဝိုင်းတစ်ခု၎င်းကြီ903တောင်းတို့နဲ့အတူအလင်းဝင်ရောက်ခဲ့တဲ့အတွက်စက်သိန်း150စုချင်းမြင့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။မကွေးတိုင်းကံမအောက်ဆီဂျင်အဖွဲ့ကရဲဘော်ចောင်းသားနဲ့မြိုင်ပကဖကရဲဘော်ဘိုးတော်တို့အရင်တုန်းကအတွင်ယူခဲ့စဉ်ကချိတ်ဆက်ခဲ့မိရာကနေအလင်းဝင်လာခဲ့တဲ့ ရဲတပ်သားတိုးပြိတ်ချမ်းသာဟာအေပီလ၄ရက်နေ့ကအလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။စုငွေရရှိပြီးတော့လွတ်မြောက်နယ်မြေကိုပို့ဆောင်ပေးခဲ့တော့လဲစစ်အာဏာရှင်ကိုပြန်လည်တိုက်ခိုက်မယ်လို့ဆုံးဖြတ်ထားတဲ့အတွက်ကြောင့်ထုတ်လွှင့်ရေးစခန်းတစ်ခုမှာမိုင်းဖောက်ခွဲရေးကိစ္စတွေကိုတင်ကြားပေးလျက်ရှိတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခမညာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရေနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမညာ။